မေလာကစားပြီး Skype ဝန်ဆောင်မှုစားသင်ရနာတော့မယ်လို့ Microsoft ဆိုဖုန်းလိုင်းလုပ်ငန်းကိုအနှောက်ယှက်ပေးခဲ့တဲ့ Internet ခေါ်ဆောင်မှုဝန်ဆောင်မှုတစ်ခုဖြစ်တဲ့ Skype ကိုလာမယ့်မေလမှာစားသင်ပိတ်သိမ်းတော့မှာဖြစ်ကြောင်း Microsoft ကကြေညာချက်ထုတ်ပြန်လာပါတယ်။ Skype ပါရှင်ဖြစ်တဲ့ Microsoft ဟာနှစ်ပေါင်း20နီးပါးလောက်အသုံးပြုလာကြတဲ့နိုင်ငံရဲ့ခြားဖုန်းခေါ်ဆောင်မှုကိုပြောင်းလဲပေးခဲ့တဲ့ Skype Internet ခေါ်ဆောင်မှုဝန်ဆောင်မှုကိုရန်နာတော့မှာဖြစ်ပါတယ်။ စကိုက်ကိုပိုက်တန်းခြင်းက Microsoft အတွင်းကိုပိုင်းသင်းဖို့ဝန်ဆောင်မှုကိုအယုံဆိုင်နိုင်စေပြီးဆက်သွယ်ရေးဝန်ဆောင်မှုတွေကိုရုံးရှင်းအောင်လုပ်ဆောင်နိုင်မှာဖြစ်ကြောင်းကုမ္ပဏီကပြောကြားထားပါတယ်။2003ခုနှစ်မှာထိထောင်ခဲ့တဲ့စကိုက်ဟာ2000ခုနှစ်အစောပိုင်းမှာအသက်နဲ့ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ဖုန်းလိုင်းလုပ်ငန်းကိုအထင်မြင်အနှောက်အယှက်ပေးခဲ့ပြီးတုံးဆွဲသူတန်းရာနဲ့ချီရှိတဲ့အသုံးပြုသူတွေရဲ့ကုမ္ပဏီကိုအထောက်အထည်ရောက်စေခဲ့ပါတယ်။ ဒါပေမဲ့မကြသေးမြင်နေအတွင်းမှာစကိုင်းဟာအသုံးပြုရလွယ်ကူပြီးပုံမူယုံကြည်စိတ်ချရတဲ့ Zoom နဲ့ Salesforce ရဲ့ Slack လိုပြိုင်ဘက်တွေနဲ့ခက်ခဲစွာရှင်ပြိုင်ခဲ့ရပါတယ်။ဒီစိတ်တစ်ပိုင်းအပြင် Skype ရဲ့အခြေခံဤပညာဟာ smartphone ခဲ့အတွင်းတိလျော်မှုလျော့နေလာတာကြောင့်ဖြစ်ပါတယ်။ online video ဆက်သွယ်မှုဆိုတာ FaceTime Zoom နဲ့ Google Hangout တို့ကတစ်ချိန်ကနေရာယူမလာခင် Skype ရဲ့တိတ္တနယ်ပယ်တစ်ခုနီးပါးဖြစ်ခဲ့တာပါ။ စกายဟာနည်းပညာထုတ်ကုန်တစ်ခုရဲ့အစောပိုင်းဥပမာတစ်ခုဖြစ်ပြီးကရိယာအဖြစ်စกายလုံးမဲ့လို့အသုံးပြုရတဲ့အထိအလွန်လူကြိုက်များလာခဲ့တာဖြစ်ပါတယ်။ Microsoft က2017ခုနှစ်က Google နဲ့ Facebook ကိုအတိုင်းယူပြီးစกายကိုဒေါ်လာ8.5ဘီလီယံနဲ့ဝယ်ယူခဲ့ချိန်မှာဝန်ဆောင်မှုမှာလက်စင်သုံးဆွဲသူပေါင်း350နီးပါးရှိခဲ့ပါတယ်။ 2020ခုနှစ်ကက်ယောဂါကာလအတွင်းခဏတာပြန်လည်ရှင်သန်လာသလိုရှိပေမဲ့သုံးဆွဲသူ23တန်းအထိကျဆင်းသွားခဲ့ပြီဖြစ်ပါတယ်။ Google အပါအဝင်နည်းပညာကြီးကုမ္ပဏီတွေအတွက်တောင်မှအောင်မြင်တဲ့ဆက်သွယ်ရေးကိရိယာတွေဖန်တီးဖို့ဆိုတာစိန်ခေါ်မှုတရက်ဖြစ်နေပါတယ်။အခုဆိုရင် Skype က Duo နဲ့ AOL Instant Messenger တို့လိုအနာပြခံရတဲ့ဆက်သွယ်ရေးကိရိယာတစ်ခုဖြစ်လာတော့မှာပါ။ မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်